ဆမ်မိုးဘွဲမှာအင်္ဂလိပ်စာမဖြေနိုင်တဲ့ grade တွဲတွေပါလို့တင်လေဟုတ်ပြီအဲ့တော့ဆမ်မိုးဘွဲကြီးကလည်းနီးလာပြီငားလာပဲလို့တော့တယ်ဟုတ်ပြီနော်အဲ့ဒီတော့ဆမ်မိုးဘွဲမှာအစင်ကြီးမှာအောင်မတ်ရအောင်ဘလို့ယူမလဲအင်္ဂလိပ်စာဟုတ်ပြီအဲ့တော့ဆရာဒီမှာဒီသင်တန်းလေးနဲ့မိတ်ဆက်ပေးမယ် grade 12 grammar အလွယ်လေးသင်တယ် grammar က15မှတ်ပေးထားတယ်ပေါ့နော်အစင်ကြီးမှာဟုတ်ပြီနော်အဲ့တော့ဒီမှာဆရာတို့ grammar question number 3မှာ10မှတ်ပေးတယ် question number 2မှာကျတော့နံပါတ်6ကနေနံပါတ်10အထိပေါ့နော်အဲ့ဒါက9မှတ်ပေးတယ် choose ပေါ့နော် choose မှာ9မှတ်ပါတယ်အဲ့ဒါ grammar choose ရဲ့နံပါတ်7ကနေတန်း grammar အဲ့တော့ grammar 15မှတ်ဖို့ပေးထားတယ်ပြီးရင် read the passage နော်စင်းရကြတော့10မှတ်ပေးတယ် and စင်းရ15မှတ်ပေးတယ်နော်အဲ့ဒီပေါ့နော်နှစ်ခုဆိုရင်25မှတ်15မှတ်နဲ့25ပေါင်းလိုက်ရင်40မှတ်ရပြီဒီနှစ်ခုလုံးဆက်မှာတင်တန်းရှိတယ်ဟုတ်ပြီနော်တင်တန်းရှိတယ်အဲ့တော့ grade 12 grammar အလွယ်ဆုံးနည်းတင်တန်းလေးဒါပြီးတော့ မေးလို့ရတယ်စုံစမ်းလို့ရတယ်ပြီးရင် read the passage ကကြတော့ဆရာတို့စင်းကိုအဓိကသင်ပေးတယ်ပြီးရင် answer ကိုကြတော့ဘလို့ဖြေရမလဲဆိုတော့ညွှန်ကြားချက်တွေပေးတယ်ဟုတ်ပြီနော်စင်းဖြေတိုင်းအန်စင်းမှာဖြေဖို့တော်တော်အဆင်ပြေတယ်ပြီးညွှန်ကြားချက်လည်းထပ်ပေးတယ်ပေါ့နော်အဲ့တော့အဲ့ဒီနှစ်ခုလုံးသင်တန်းရှိတယ်သင်တန်းစုံစမ်းခြင်းရင်ဒီမှာ Telegram အတင်ထုံး60ဒီမှာလာစုံစမ်းလို့ရတယ်ပြီးရင်ဒီမှာဆရာအမှတ်တွက်ပြမယ်ဒီမှာအမှတ်40ရပြီကွာ55မှတ်25မှတ်အမှတ်40ရပြီကြပြား9မှတ်ကွာပုံပုံကိုကြက်လိုက်မရဘူးလားအဲ့မှာ55မှတ်ဖြစ်သွားတယ် เนาะအဲ့တော့အဲ့ဒီ45မှတ်မှာဒီ40ကအပြည့်ရတယ်လို့မပြောဘူးเนาะဒီ40မှာကွာ30လောက်ပဲကိုကရတယ်ထားเนาะအဲ့လောက်တော့ရအောင်ဖြည့်လေကွာเนาะဒီ40မှာ30လောက်ပဲရတယ်ပေါ့အဲ့လို30ရတယ်ဆိုရင်ကြပြား5မှတ်ထက်ကြလိုက်အဲ့ဆိုရင်35မှတ်ဖြစ်သွားပြီဟုတ်လားအဲ့ဆိုရင်မင်း initial letter မပါသေးဘူး initial letter ရဲ့အမှတ်မပါသေးဘူးတခြားပေါ့เนาะအပိုင်းတွေ letter တွေ essay တွေเนาะ choose မှာအပေါ်ပိုင်းတွေပေါ့เนาะ choose ရဲ့ဟိုနံပါတ် question number 2 choose ရဲ့နံပါတ်1 2 5အဲ့ငါးလုံးရဲ့အမှတ်လည်းမပါသေးဘူးဟုတ်လားအဲ့တော့ဆိုလိုချင်တာမင်းအောင်ဖို့လက်တကန်းလေးအလိုပဲအဲ့တော့ဒီမှာ50မှတ်မှာကိုကဆယ်မှတ်လောက်မှားလိုက်ရတယ်30အထိရနော်30ကြပြား5မှတ်နဲ့ဆို35မှတ်ကြံတာဟိုတမတ်ဒီတမတ်တခြားမေးခွန်းပုံစံတွေကရအောင်မှာဟုတ်ပြီနော်အဲ့ဒါနဲ့အောင်သွားမှာနော်ဒါပြောလို့မရဘူး moderation ရှိရင်လည်းအောင်ရင်အောင်အောင်ပါအဲ့တော့ moderation ကိုခဏထားပါဆရာပြောတာ ဒီအနေထားဆိုလိုချင်တာကဒီ grammar သင်တန်းနဲ့ reading basic သင်တန်းစင်းရောအန်စင်းရောပေါ့နော်စင်းကိုကြတော့စင်းကိုပဲသင်တယ်သို့တော့အန်စင်းကိုကြတော့ဖြည့်ပြတယ်လမ်းညွှန်ချက်ပေးတယ်ဘယ်လိုနည်းနဲ့ဖြည့်ရမလဲဆိုတာလည်းထည့်ပြောပေးတယ်ပေါ့နော်အဲအဲ့တော့ဒီနှစ်ခုရရင်ပဲအမှတ်ကအောင်ဖို့လက်တကမ်းလေးပဲလိုတယ်အဲ့ဒါကို join နေလဲဆိုရင်တော့ဆရာရဲ့ဒီမှာ Telegram @tintun90 မှာလာစုံစမ်းမှာဆရာဘလို့တင်လာလဲသိကြရင်တော့ ဆရာရဲ့ TikTok အကောင့်မှာဗီဒီယိုတွေကြည့်ပါနော်လေ့လာပါလေ့လာပြီးတော့ဒါရောက်စုံစမ်းလို့ရပါတယ်အဲ့တော့ summer boy ကအရင်နီးနေပြီဖြစ်တဲ့အတွက်တွေ့ဝင်နေမယ်တုံဆိုင်နေမယ်ဟိုလိုလိုဒီလိုလိုရောင်းနေမယ်ဆိုရင်တော့အစင်ကြီးမှာဟိုအစင်ကြီးမှာအစင်ပြေမှာမဟုတ်ဘူးအောင်မှာမဟုတ်ဘူးဟုတ်ပြီနော်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဆရာတပည့်တွေအားလုံးပညာရေးနဲ့ပတ်သက်ပြီးတော့ထူးချွန်ပြီးတော့ great အစီအစဉ်မှာအောင်မြင်စွာဖြည့်ဆို့နိုင်တဲ့ကလေးတွေဖြစ်ကြပါစေ။